။နေ့စဉ်ဘဝရဲ့စိတ်ပီးစီးမှုတွေကြားမှာတိတ်ပန်းပြည်စီဖို့စာအုပ်တအုပ်ကိုရေးချဲ့ပြီးကြည့်ပါလေလာမှုတွေအကြာဆာဖတ်ခြင်းဟာစိတ်ဖြစ်စီမှုကို68ရာခိုင်နှုန်းအထိထွက်ချပေးနိုင်တယ်လို့ပြရပါတယ်။ဝတ္တုဇလံနဲ့မျောပါသွားတဲ့အခါသူကသာထိုင်နေရင်လည်းဝတ္တုဇလံအတက်ကြအတိုင်းဝန်နေလိုက်ဝန်တာလိုက်ဒေါသထွက်လိုက်ဒီဒီကွဲလိုက်အမလို့အမရဖြစ်လိုက်တတိမထားမိပဲအတန်ထွက်အောင်ရေမောလိုက် အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့စပတ်ချင်းကြောင့်လူတိုင်းတက်ရောက်ဖြစ်ပေါ်သည့်အဓိကချင်းရာဒေကူတွေကနမနစ်ဖြစ်တဲ့စပတ်ချင်းဒီစိတ်ကိုအပန်းပြေနေပြီဆိုတော့ချက်လေးကိုမျှဝေပြီးတော့မှဖြစ်လို့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်သွားပေးလို့အကြောင်းပြပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အခါဗီဒီယိုလေးကအသားစရာဘူးတူတာရစရာလေးတွေတန်ခဲမယ်လို့လည်းယုံကြည်ပါတယ်โอเคဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်အောင် ။စာပန်ကြီးသည်စိတ်ကိုအပန်းပြေစေသည်။ဟုတ်ပါတယ်။စာပိုင်းနေရရင်ကိုစိတ်ကအလိုလိုပန်းပြေနေရပါ။ဒီစဉ်ဘဝရဲ့ပြည်စည်မှုစိတ်ပူပန်မှုတွေကြားမှာစိတ်ပန်းပြေစေမှုအကောင်းဆုံးနည်းလမ်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့ စာပတ်ခြင်းကအကောင်းဆုံးနည်းလမ်းအနေနဲ့ကတကူဖြစ်နိုင်ပါတယ်။ဒီနေ့ကအလုပ်လုပ်အင်ကိုပြန်လာရင်မိုးချိုထမင်းစားပြီးတော့မှခလေးတိုင်းမှာထိုင်စာနယ်သင်းပစ္စံကိုကောက်ကင်လိုက်ပြီးနိုင်ဝတ်တနိုင်လောက်ထလိုက်တဲ့အခါရုံးကပြဿနာတွေအလုပ်ကပြဿနာတွေရောင်းညာကြိုက်ခဲ့တာတွေတောက်သွားတတ်ပြီးသူကမရထိုင်ရတာတက်တော့တက်တာဖြစ်သွားတတ်ပါတယ်။ကိုရောစိတ်ပါပန်းပြေးနေတယ်လို့ပြောရမယ်ခင်ဗျ။စာပတ်တဲ့အခါစာအုပ်တွေထဲကဇလန်းတွေကဘာတွေထဲမှာနှိမ့်ညွတ်သွားပြီးစိတ်ပြည့်စုံမှုကိုတစ်ခဏအတွင်းမှာပြေးထားနိုင်ပါတယ်။လေလာမှု ုတွေအရာထပ်ဖက်ခြင်းဟာစိတ်ဖိစီးမှုကို68ရာခိုင်နှုန်းအထိထွက်ချပေးနိုင်တယ်လို့သိရပါတယ်ဝတ္ထုပတ်သက်သူဆိုရင်တော့ကိုကြိုက်နေတဲ့ဆိုင်းရီးဆရာဆိုင်းရီးဆရာမရဲ့စာအုပ်ကောင်တုပ်ကိုကောက်ကံနေရင်ကိုပဲစိတ်ဖိစီးမှုပြဿနာတွေတော့မကအင်္ဂလိပ်တွေကမေ့သွားတတ်ပါတယ်အဲ့ဒါကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးပါရင်ဗျာ မတ်ရရစာရင်းညာဆရာခက်စော်ရဲ့နမ်တော်ဖိုတိုအကြောင်းကိုရေးထားတဲ့အကိုင်းအော်ရန်ကုန်ဆိုတဲ့စာအုပ်ထပ်လုံးကဆိုရင်အပြေးလွှားတော့ဝဲတနေကိုလက်ကမချပဲခမင်းမိတ်ရင်းနေအောင်ဖက်ခဲ့ပူးပါတယ်မိတ်ဆွေတို့ရောဘယ်လိုစာအုပ်တွေမှာမြင်မြုပ်ခဲ့ပူးပါလဲဟောသွားပေးကြပါဦးနော်โอเคဒါဆိုရင်ဆက်ကြည့်အောင်စာအုပ်ကောင်းတို့ကိုဖတ်တဲ့အခါစိတ်ထဲမှာငြင်းငြင်းစေပါတယ်ကျွန်တော်ဖတ်ခဲ့မှုတဲ့စာအုပ်တွေထဲကဥပမာတစ်ခုပြောရရင်ပမုကဒေါက်တာအရှင်ဓမ္မတာမင်းရဲ့ပျော်ရွှင်သောစိတ်ပျော်ရွှင်သောအုံနှောင်းဖြစ်ချမ်းသာဒုက္ခကို ွေခြင်းဆိုတဲ့စာအုပ်ကတော့တကယ်ကိုငြင်းရန်ရှိပါတယ်။အဲ့ဒါကကျွန်တော်ကိုယ်တိုင်ခံစားခဲ့ပြီးပြီမို့ပြောပြတာဖြစ်ပါတယ်။အတုကောင်တအုပ်ဖတ်ရတာလည်းလူရှင်ကောင်သပွဲကောင်တစ်ခုကြည့်ရတယ်လို့အရသာရှိလာပါတယ်။မရှိပဲနေပါမလား။ဝတ္တုဇလံနဲ့မျောပါသွားတဲ့အခါလူကသာထိုင်နေပြီမဲ့ဝတ္တုဇလံအတက်ကြအတိုင်းဝန်နေလိုက်ဝန်တာလိုက်ဒေါသထွက်လိုက်ဒီကွဲလိုက်အမလို့အမရဖြစ်လိုက် ထတရန်တတိမထားမိပဲအတန်ထွက်အောင်ရေမောလိုက်အရင်ငယ်တဲ့သူဆိုရင်လက်ရကြဒါမျိုးစိတ်ခံစားမှုတွေကစိတ်ကိုတကယ်အပန်းပြည်စီပါတယ်ကျွန်တော်ဆိုရင်နာတတ်တဲ့စိတ်ခံရှိတဲ့အထက်ပါတော့အနာလေးရာကျုံရင်အလိုလိုနေလက်ရကြတဲ့အထက်ပါတယ်အဲဒီလိုတော့ဘယ်ထဲမှာပါလဲဒါလေးကိုပြောပြပေးတော့ဦးနော်စာပတ်ခြင်းကတရားထိုင်ခြင်းလို့ပါပဲစိတ်ကိုပြည်နေအချမ်းစေပါတယ် အဲ့ရမဝင်ခင်စာဖတ်ခြင်းကစိတ်ကိုအပန်းပြေစေပြီးနေ့ချင်းချာအိပ်ပျော်စေပါတယ်ဒီနေရာမှာလိလဖူးတာတားဖူးတာလေးကိုပြောပြရစေခင်ဗျအဲ့ရမဝင်ခင်စာဖတ်ပြီးတဲ့အခါအဲ့ရပေါ်လဲချလိုက်တာနဲ့ဖះကိုအာယုံပြုပြီးစိတ်ထဲကနေမြတ်တာတုံလေးကိုရုပ်ပြီးအဲ့ရဝင်ခဏနဲ့အိပ်ပျော်စေပြီးအိမ်မဆိုးမခြင်းမှလည်းကင်းဝေးစေပါတယ်ဒါလေးကကျွန်တော်ရဲ့အတွေ့အကြုံကိုညွှန်ဝေပေးတာပါဒီစီတို့လည်းလုပ်ကြည့်နော်အခါ ။ဒေဒီယာစာအုပ်တွေအပိတဲ့စာအုပ်တွေဖတ်ခြင်းကလည်းစိတ်ခံစားချက်ကိုတိုးတက်စေပါတယ်။စာအုပ်တွေထဲကဇက်ကောင်တွေရဲ့တွေ့ကြုံကနေသင်ငန်းသာကြည့်ပြီးကိုယ့်ဘဝကိုလည်းအတူတဘောနဲ့ပြုမြင်နိုင်ပါတယ်။စာဖတ်တဲ့အခါစာအုပ်ထဲမှာပဲအယုံစူးစိုက်ထားရတာဖြစ်တဲ့အတွက်အယုံစူးစိုက်မှုကိုတိုးတက်စေပါတယ်။အတွေ့မှာလည်းအယုံစူးစိုက်နိုင်စမ်းကိုကောင်းလာတာကိုခံစားရမှာပါ။ ဒါဆိုရင်ဘလူစာအုပ်တွေဖတ်တယ်လေစိတ်ပန်းပြည်စီဖို့ကိုကြိုက်နေတဲ့စာအုပ်မျိုးသားကိုအခြေတက်ဖို့လိုပါတယ်ဝထုစိတ်ခွန်အားပေးစာအုပ်ခရီးသွားစာအုပ်စတာတွေကစိတ်ကိုအပန်းပြည်စီပါတယ်ဝထုတူတူလေးတွေကြညာလေးတွေကလည်းအချိန်တို့အတွင်းမှာစိတ်ကိုအပန်းပြည်စီပါတယ်ဝထုတွေဒါမဟုတ်ပဲသမိုင်းတို့အထုပ်ပတိတို့ဖတ်လျင်လည်းအလားတူခံစားမှုမျိုးရနိုင်ပါတယ်အဲ့ဒီစာအုပ်တွေကလည်းလူအကြောင်းလူဇလံများပဲဆိုတော့ အဲ့ဒီဇာအုပ်တွေထဲမှာလည်းစီမျောနိုင်ပါတယ်။တိုင်နေတတ်တဲ့အပေါ်မူတည်ပါတယ်။ထာဖက်ချင်းဟာရွှေရှင်းနေမဲ့ဖိတ်ပန်းပြည်စီဖို့အန်အောပွဲနေလန်းကောင်တစ်ခုပါ။နေစဉ်ဘဝရဲ့စိတ်ပီးစီးမှုတွေကြားမှာတိတ်ပန်းပြည်စီဖို့ဇာအုပ်တုပ်ကိုဒီချက်ပြီးကြည့်ပါ။ဒါကြောင့်မို့ဇာဖက်ချင်းကစိတ်ကိုအပန်းပြည်စီသည်လူကိုဖြော်ပြမှုပေးသည်ဆိုတဲ့ဗီဒီယိုလေးကိုအင်ဆက်လိုက်ရပါတယ်။ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ကဇာဖက်ချင်းကနေဘလို့အကျိုးကျေးဇူးတွေရဖို့လဲဆိုတာ ာကိုပုံမှန်မှာပြောပြပေးသွားပါအောင်ခင်ဗျအလိုအဆအမျိုးသားတွေကိုလည်းနှစ်သက်တယ်ဆိုတာကိုလည်းပြောပြပေးသွားပါအောင်เนาะကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသွားပါအောင်ခင်ဗျဘိုင်းတုံးမှာပြန်လည်ဆုံတွေ့ကြတာပေါ့